သူရဲ့နေပြရာုံနဲ့ပတ်သက်ပြီးစိုးရိမ်စရာမရှိဘူးလို့အမော်ရင်ဆိုဘောလုံးကျက်သူများအတွက်ကျွန်မရဲ့ Warning Channel တွေကပြန်လည်ဆိုချင်ပါတယ်။ Manchester United နီးပြ Ruben Amorim ကမင်းညမှကစားခဲ့တဲ့ Brentford အသင်းကို3-1နဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်ပြီးမှသူ့ရဲ့နီးပြရာထူးနဲ့ပတ်သက်ပြီးစိုးရိမ်မှုမရှိကြောင်းတုံ့ပြန်ပြောဆိုလိုက်ပါတယ်။သူဟာသူ့သင်းဟာ Brentford ရဲ့ကစားကွက်ထဲကိုသာကစားခဲ့မိကြောင်းနဲ့ပွဲရဲ့အဆုံးဖြတ်အခိုက်အတန့်တွေမှာအရင်နှိမ့်ငယ်ကြောင်းဝန်ခံခဲ့ပါတယ်။ BBC ရဲ့ Marathon Day အစီအစဉ်နဲ့တွေ့ဆုံရမှာ ဖီယာရီနယ်ရှင်ဆိုင်နေရတဲ့ယူနိုက်တက်ညီပြကအခုလိုသုံးသပ်ပြောကြားသွားခဲ့ပါတယ်ကျွန်တော်တို့ပွဲတစ်ပွဲလုံး brand 4ရ ။ဘဝမှာဘယ်တော့မှအထိုင်မကျခဲ့ပါဘူး။သူတို့ကလောင်းဘောတွေသုံးပြီးတံမြန်တိုက်ဆစ်စင်မယ်ဆိုတာကျွန်တော်တို့သိတယ်။တပတ်လုံးလဲအဲ့ဒါကိုလေ့ကျင့်ခဲ့ပါတယ်။ဒုတိယကိုကလည်းအဲ့ဒီပုံစံတိုင်းပဲကျွန်တော်တို့တကိုးပြန်သွင်းနိုင်ခဲ့တယ်။ပြီးတော့ပန်နတီလွှဲသွားတယ်ဒီလိုဆုံးဖြတ်ခိုက်တဲ့နေရာပွဲကိုပြောင်းလဲသွားစေနိုင်ပါတယ်ပွဲနိုင်မှုထိုက်ထန်မှုရှိမရှိမေးမြန်းရမှာတော့ကျွန်တော်တို့ထိုက်ထန်လားမထိုက်ထန်ဘူးလားဆိုတာကပြောဖို့ခက်ပါတယ်ကျွန်တော်တို့ပွဲထဲမှာဘယ်တော့မှအထိုင်မကျခဲ့ဘူးပန်နတီကိုတော့ဂိုးဝင်အောင်သွင်းခဲ့တင်ပါတယ်လို့အမော်ရင်းကဆိုပါတယ် တဆက်မှုတင်ဘေ့ချ်မန်ဆန်ကိုရဲ့ပထမဆုံးကိုနဲ့ပတ်သက်လို့တော့အရေးကြီးတာကအသိနိုင်မွေးရဖို့ပါတူးချင်းအောင်မြင်မှုမဟုတ်ပါဘူးဒါမဲ့ကျွန်တော်တို့တူးချင်းစီအနေနဲ့ပွဲရီနိုင်မှုပိုကောင်းအောင်ကစားဖို့တော့လိုအပ်ပါတယ်လို့သူကပြောကြားခဲ့ပါတယ်သူရဲ့နာခံတဲ့ပတ်သက်ပြီးဆိုရမှုရှိမရှိမင်းမြင်ရမှာတော့အမော်ရင်းက ကျွန်တော်ကဒီလုံးနဲ့ပတ်သက်ပြီးတော့အများရန်အဆင်ပြေပါတယ်ကျွန်တော်စိုးရိမ်မနေပါဘူးဒါကျွန်တော်ရဲ့ဆုံးဖြတ်ချက်လည်းမဟုတ်ဘူးကျွန်တော်ဒီမှာရှိနေတဲ့မိနစ်တိုင်းမှာအကောင်းဆုံးစူးစမ်းသွားမှာပါကျွန်တော်လုံးတက်ဘယ်တော့မှစိုးရိမ်မနေဘူးကျွန်တော်ကအဲ့လိုလူစားမျိုးမဟုတ်ဘူးလို့ပြပြသားသားတုံ့ပြန်သွားခဲ့ပါတယ်ဒီရှုံးပွဲကြောင့် United တင်ကအဝေးခွင်းရွှေပွဲစတိုင်နိုင်ပွဲတွေပြောင်းဆုံးသွားခဲ့ပြီဖြစ်ပြီးရာသီဖွင့်ဒီပွဲစဉ်6ပွဲမှာနှစ်ပွဲသာအနိုင်ရရှိထားပါတယ်။အမော်ရင်းကသူ့ပေါ်မှာဖိအားတွေပုံများလာတော့မှဖြစ်ကြောင်းလည်း ဒီကလပ်မှာရှုံးနေရတာကအများရန်တူတူပါပဲအယောက်နာကျင်ရပါတယ်ကျွန်တော်တို့နောက်ပွဲအတွက်ပဲပြန်စစ်ဆေးရတော့မှာပါလို့ဝန်ခံပြောကြားသွားခဲ့ပါတယ်